အားလုံးပဲမင်္ဂလာပါဒီတခါတော့မေခွန်းဖြေမှာမဟုတ်ပါဘူးပြောစရာလေးရှိလို့ပါနော်မနေ့တုန်းကလူငယ်တချို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အင်တာဗျူးလုပ်တဲ့အခါမှာအင်တာဗျူးခံရတဲ့လူငယ်တချို့ကတရဏဂုံ၃ပါးဆိုတာဘာမှမသိ၅ပါးသီလဆိုတာလည်းဘာမှမသိဖြစ်နေတာကိုညင်နေကြားနေရတဲ့အတွက်ဒီပုံစံအတိုင်းသာဆက်သွားမယ်ဆိုရင်အနာဂတ်ဗုဒ္ဓဘာသာဤသာသနာအတွက်ရင်လေးစရာကောင်းကြောင်း ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လာပြီဆိုရင်စာကြီးပေကြီးကျမ်းကြီးကျမ်းငယ်တွေကိုမသိမတတ်ရင်တောင်မှဗုဒ္ဓဘာသာဤအခြေခံဖြစ်တဲ့တရဏဂုံ၃ပါးနဲ့၅ပါးသီလလောက်ကိုတော့သိထားတတ်ထားတဲ့အကြောင်းစသည်ဖြင့်ပြောပြီးတော့ပို့တင်လိုက်တဲ့အခါမှာတချို့ကဥစဉ်ကိုအစွန်းရောက်တယ်ဆိုပြီးလာပြောနေကြပါတယ်ပြောတဲ့လူကလည်းသိအများကြီးမဟုတ်ပါဘူးတယောက်နှစ်ယောက်လောက်ပါနော်ကိုယ်ထဲကပြောတာပါပဲအဲ့ဒီလိုပြောတဲ့လူတွေကို ဦးစင်းကပြန်မေးကြံပါတယ်အဆုံးရောက်တယ်ဆိုတာဘာကိုပြောတာပါလဲအဆုံးရောက်တယ်ဆိုတာကိုယုံကြည်ရာဘာသာတရားကိုကိုလိုမယုံကြည်ပဲတခြားဘာသာယုံကြည်နေတဲ့လူတွေကိုတခြားဘာသာကိုယုံကြည်ရကောင်းလားဆိုပြီးဘာလုပ်မယ်ညာလုပ်မယ်ခြောက်ပြီးပြောမှတာလေအဆုံးရောက်တာနော်တရဏဂုံ၃ပါးနဲ့၅ပါးသီလအကြောင်းမသိတဲ့လူကိုတရဏဂုံ၃ပါးနဲ့၅ပါးသီလအကြောင်းပြောပြတာ ုသိုလ်အကုသိုလ်ကွဲကွဲပြားပြားမသိတဲ့လူတွေကိုကုသိုလ်အကုသိုလ်အကြောင်းကွဲပြားစွာသိအောင်ပြောဆိုပြသတာတွေဟာအဆုံးရောက်တာမဟုတ်ဘူးသာသနာပြုတာနော်ဦးဇင်းတို့မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်လာတာကူကလည်းအဲ့ဒီအတွက်ပွင့်ထွန်းပေါ်ပေါက်လာတာဓာရီကိုကွဲကွဲပြားပြားသိထားဖို့လိုတယ်ဒါကြောင့်ဦးဇင်းတို့အနေနဲ့တရဏဂုံ၃ပါးနဲ့၅ပါးသီလအကြောင်းမသိတဲ့လူကိုတရဏဂုံ၃ပါးနဲ့၅ပါးသီလအကြောင်းပြောပြတာကုသိုလ်အကုသိုလ်မသိတဲ့လူတွေကို ကုသိုလ်အကုသိုလ်အကြောင်းတွေပြောဆိုပြသပေးနေတာတွေဟာဖယားရှင်ရဲ့အလိုကြားလဲဖြစ်တယ်လို့သာသနာပြုရလဲရောက်တယ်เนาะဒါကြောင့်သာသနာပြုနေတာကိုအစွန်ရောက်တယ်လို့မြင်တာဟာအဲ့ဒီလူကိုယ်တိုင်ကိုကအစွန်ရောက်နေတာပါเนาะမိမိကိုယ်တိုင်အစွန်ရောက်တဲ့လူမဖြစ်ပါစေနဲ့ဒါပဲပြောချင်ပါတယ်เนาะဒီမေခွန်လေးရဲ့လူရင်းအတိတ်ဘက်ကဖုတလောတော်ကပရလောကသားတွေကိုသင်္ကန်းစီးပေးလိုက်လို့ပရလောကစီးပောက်ပြီး အခုလိုမကောင်းတာတွေဖြစ်တာလားလို့မေးလို့တဲ့အထိပယ်ဖြစ်ပါတယ်ဒီလိုမေးခွန်းမျိုးကိုတော်တော်များများလာပြီးမေးနေကြပါတယ်တချို့ကလည်းပဲအဲ့ဒီလိုပရလောကသားတွေကိုသင်္ကန်းစီးပိတ်လိုက်တဲ့အတွက်ကြောင့်ပရလောကစီးပောက်ပြီးအခုလိုမကောင်းတာတွေဖြစ်တာလို့အတက်ပြောနေကြပါတယ်အဲ့ဒီလိုပြောတဲ့လူတွေကိုဦးစင်းကမေးချင်ပါတယ်ပရလောကစီးပောက်တယ်ဆိုတာဘယ်နေရာကပောက်တာပါလဲပောက်တဲ့နေရာသိရင်ပြောပါတွားပြီးဖာရအောင်လို့ပါနော် ိုတိုင်းမသိပဲနဲ့ရန်တန်မှန်တန်ပြောတာမျိုးကတော့လုံးဝမလုပ်သင့်ပါဘူးဒါဆိုရင်အဲ့ဒီပရလောကသားတွေကိုသင်္ကန်းစီးပေးတဲ့ကိစ္စနဲ့အခုသဘာဝဘေးဆိုင်တဲ့ကိစ္စမဆိုင်ဘူးလားလို့မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးအထိုက်လျောက်တော့ပတ်သက်ဆက်နွယ်မှုရှိကောင်းရှိပါလိမ့်မယ်သို့တော့ဖိရိုက်တော့မဆိုင်ပါဘူးเนาะဒါဆိုရင်ဘာကြောင့်ဒီလိုဘေးဆိုးကဆိုးမျိုးတွေစိုက်တာလဲလို့မေးစရာအကြောင်းရှိပါတယ်အင်္ဂုတ္တရနိကေတိကနိပတ်ပါလောကတုံးမှာ ဝိတမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့ဣတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်တဘာဝဘေးတွေဆိုက်၍အငတ်ဘေးတွေကြုံကြလိမ့်မယ်ဘီလူအကြီးအကဲတို့ကကြံတန်းသောဘီလူတို့ကိုဆစ်လွတ်တာကြောင့်လူအများတည်ကြည်ပျက်စီး၍မြို့ရွာများပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်အခုလိုဘေးဆိုးကဆိုးမျိုးဆိုက်ပြီးဒုက္ခဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ကြုံနေရခြင်းဟာဤဝိတမလောဘအာဓမ္မရာဂမိစ္ဆာဓမ္မဆိုတဲ့တရား၃ပါးကြောင့်ပဲဖြစ်ပါတယ် ကိုပရလောကသားတွေကိုသင်ကန်းစီးပေးတဲ့ကိစ္စနဲ့တရိပ်မပတ်သက်ပါဘူးเนาะအဲ့ဒီလိုပြောလို့အဲ့ဒီပရလောကသားတွေကိုသင်ကန်းစီးပေးတဲ့ကိစ္စကိုဥသင်ကကာကွယ်ပြီးပြောနေတာလားလို့မိစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးเนาะဒီလိုလောက်ရမျိုးဟာလည်းလုံးဝမလုံတဲ့ပါဘူးမလုံတဲ့အကြောင်းကိုလည်းပဲဥသင်ကိုယ်တိုင်ဗီဒီယိုတင်ပြီးပြောထားပါတယ်အခုချိန်ဟာတဘာဝဘေးဆိုင်လို့လူတော်တော်များများဒုက္ခဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ် အဲ့ဒီလိုအချိန်ကာလမျိုးမှာလူအများအထိတ်တလန့်ဖြစ်စေမဲ့စကားမျိုးကိုမပြောကြပါနဲ့နော်ကိုတိုင်းတည်တည်ချာချာသိမှပြောပါလို့ပြောချင်ပါတယ်နော်အထာကထာရေးတဲ့ယဟန်ကမြတ်စွာဘုရားရှင်ရဲ့ရွှေညံတော်ကိုသိနေတဲ့သဘောပါနဲ့ရေးတာဟာယုတ်တိရှိပါမလားဖရာတပည့်တော်တွေးမိတာလေးပြောကြည့်တာပါဖရာတဲ့စောကားလိုတဲ့စိတ်နဲ့ရေးတဲ့မှန်တွေအပြည့်တင်လိုတဲ့စိတ်နဲ့ဝေဖန်ထောက်ပြပြီးရေးတဲ့မှန်တွေထက်စာရင် အကောင်းမြင်တဲ့စိတ်နဲ့ရေးတဲ့မှတ်တွေအမှန်ဖြစ်ပါစေဆိုတဲ့ပြုပြင်လိုတဲ့စိတ်နဲ့ဝေဖန်ထောက်ပြပြီးရေးတဲ့မှတ်တွေကပို၍တန်ဖိုးရှိပါတယ်။ဒီမှတ်ဆိုရင်တန်ဖိုးရှိပါတယ်နော်။အခုလိုတန်ဖိုးရှိတဲ့မှတ်ကိုမှတ်ပေးတဲ့အတွက်ကြောင့်မှတ်ပိုင်ရှင်ကိုကျေးဇူးတင်ပါတယ်။အထာကထာအရှင်မြတ်တွေဟာဖယားရှင်ရဲ့အလိုတော်ကိုသိတော်မူကြပါတယ်။အဲ့ဒီလိုသိတော်မူတဲ့အတွက်ကြောင့်လည်းပဲအထာကထာအရှင်မြတ်တွေကိုဗုဒ္ဓမတ်တေညူလို့ခေါ်ဆိုကြပါတယ်။ ဒါဆိုရင်ကုံစင်အောင်သိပါသလားကုံစင်အောင်တော့မသိနိုင်ပါဘူးအထာကထာအရှင်မြတ်တွေကိုမဆိုထားနဲ့မြတ်စွာဘုရားပြီးသွားရင်ပညာအရာမှအစ်တရက်ရတော်မူတဲ့အရှင်သာရိပုတ္တရာတောင်မှဘုရားရှင်ရဲ့အလိုတော်ကိုကုံစင်အောင်မသိပါဘူးအရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်မျိုးတောင်မှဘုရားရှင်ရဲ့အလိုတော်ကိုကုံစင်အောင်မသိဘူးဆိုရင်အထာကထာအရှင်မြတ်တွေလည်းပဲကုံစင်အောင်မသိနိုင်ပါဘူး ကုံစင်အောင်မသိနိုင်ပေမဲ့တာမန်ပုဂ္ဂိုလ်တွေထက်စာရင်တော့အထာကထာအရှင်မြတ်တွေကဖျားရှင်ရဲ့အလိုတော်ကိုအနီးကပ်ဆုံးသိတော်မူကြပါတယ်။အနီးကပ်ဆုံးသိတော်မူလို့လည်းပဲအထာကထာအရှင်မြတ်တွေရဲ့ဖွင့်ပြချက်အရဖျားဟောကိုနားလည်သဘောပေါက်ကြရပါတယ်။ခုတ္တန်ုခုတ္တကသိခါဗုဒ္ဓေကိုပယ်လိုကပယ်နိုင်တယ်လို့ဖျားရှင်ရဲ့ဟောပြောချက်ဟာပယ်လိုတဲ့စိတ်နဲ့ဟောပြောခဲ့တာမဟုတ်ဘူးဟုအထာကထာရဲ့သုံးသပ်ချက်ဟာသဘာဝကျပါတယ်။ ။ဘာကြောင့်လဲဆိုရင်ဝီနီးပြညတ်တာကိုကမကြည်ညိုတတ်သေးတဲ့တက္ကရာကမတွေသာသနာကိုကြည်ညိုတတ်လာအောင်ကြည်ညိုပြီးသားတက္ကရာကမတွေလည်းပဲသာသနာကိုတိုး၍တိုး၍ကြည်ညိုတတ်လာအောင်ယဟန်တွေလည်းပဲချမ်းသာအောင်ဝီနီးကို ပြညတ်တာဖြစ်ပါတယ်။အဲ့ဒီလိုရည်ရွယ်ချက်နဲ့ပြညတ်တာဖြစ်တဲ့အတွက်ဖျားရှင်ဟာသူပြညတ်တဲ့ဝီနီးပြညတ်ချက်တွေကိုနှုတ်ပယ်လိုတဲ့စိတ်ရှိမှာမဟုတ်ပါဘူးနော်။ဒါကြောင့်အထာကထာရဲ့သုံးသက်ချက်ဟာတဘာဝကြတယ်လို့ပဲပြောကြင်ပါတယ်။ y